ခုတင်ဆက်ပေးမယ့်သတင်းကတော့ကျန်းမာရေးကွယ်ရောဂါပြိုပွားမှုပိတ်ပင်မှုအတွက်ကျပ်ဦးနဲ့ကျပ်သားတင်ဒနာကိုပိတ်ပင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကျန်းမာရေးကွယ်ရောဂါကုသပြိုပွားမှုတွေကိုတာစီကာခွဲဖို့အတွက်ကျပ်ဦးနဲ့ကျပ်သားတင်ဒနာကိုဂျပန်နိုင်ငံကပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ကျန်းမာရေးကွယ်ရောဂါကုသပြမမှုတွေမြင့်တက်နေတဲ့ဘရာဇီးနိုင်ငံကထုတ်လုပ်တဲ့ကျန်းမာရေးနဲ့ကြတဲ့တင်ဒနာကိုဂျပန်နိုင်ငံပြင်ပလိုက်တာပါ။ ဘရာဇီးနိုင်ငံအတွက်ပြည်내နှစ်ခုမှာစက္ကန့်တကူရောဂါ90ပြမမှုအရှိနေရာအမြင့်ဆုံးရောက်ရှိလာပြီးတဲ့နောက်မှာဂျပန်နိုင်ငံတွေကိုတင့်တွေမေးပြပင်လိုက်တာဖြစ်ပါတယ်ဂျပန်ဆိုရဟာဘရာဇီးနိုင်ငံနဲ့အထွက်ရှိတဲ့နိုနဲ့ညွတ်ထက်ပစ္စည်းတင်တင်ကိုပြင်လိုက်ပြီးတော့နှစ်ပတ်ကြာမှကျက်ဥနဲ့ကျက်သားတင်တင်ကိုပါထပ်မံပြင်လိုက်တာဖြစ်ပါတယ်။ဂျပန်နိုင်ငံနဲ့ကိုနှစ်စဉ်ကျက်ဥကျက်သားနိုနဲ့ညွတ်ထက်ပစ္စည်းတွေအများဆုံးတင်သွင်းတဲ့နိုင်ငံတွေထဲမှာဘရာဇီးနိုင်ငံကထိပ်ဆုံးကရည်ရည်နေရနိုင်ငံဖြစ်နေရလို့လည်းသိရပါတယ်။ဒီတင်တင်ကိုတော့ငင်းကြံဝါပေးပို့လာပါ။